ိတ်မာတယ်သူတို့တွေလေသူတို့အဲ့လိုလေးမအောင်လဲငငယ်တွေကလည်းအဲ့ဒါပုံစံသွင်းထားရတာပုံစံနဲ့အဲ့ကြောင့်အမကကလေးတွေကိုပင်မခံပြီးဘာလို့လို့ဆိုအရွယ်ကလေးကပတ်စံအကုန်ရခံအာဒီအပင်မခံပြီးဘာလို့မွေးတာလဲဆိုကိုသားသမီးလိုပုံစံဖြစ်ချင်လို့အခုရွယ်မ၄၅၆နှစ်ကျမှအမကကျောင်းမှာကလေးတွေလက်ခံပြီးတော့မွေးတဲ့အမအဲ့လိုမျိုး လုတ်ရှင်တာမဟုတ်အစရရဲမိဘမဲ့အကြောင်းရယ်ဆိုပြီးတော့တီထောင်ရှင်တာမဟုတ်ကိုက big family တီဆောင်ရှင်တာဘာလို့လဲဆိုတော့ကို့မှာမိသားစုနည်းတယ်တူတူသမီးလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့လို့မိသားစုတွေခလေးတွေအများကြီးနဲ့နေချင်တာနေချင်တာဆိုတော့အဲ့လိုမျိုးဝါသနာပါလို့လုံရင်းရနေပြီးတော့မှညားလာလို့ဂေဟာဆိုတာကိုဟိုတက်ရတာပေါ့နော်အာအမှန်တကယ်ဆိုလို့ရှိရင်တော့ဟိုဒါကိုယ့်ရဲ့အိမ်မှာပဲအဲ့လိုမျိုးနေချင်တာဒါမဲ့လည်းအဲမရဘူးလေဆိုတဲ့အခါကျတော့အကောင်လုံးကဒါဂေဟာဆိုပြီးတော့ပြောင်းသွားတာပေါ့မှန်ကြတဲ့ မင်္ဂလာဘေးဖမ်လီပုံစံနဲ့နေနေတာပါအဲ့တော့ကလေးတွေအကုန်လုံးငငယ်တွေကနှမုတ်ဒိုင်ပါအဲ့လိုမျိုးတွေအကုန်ကြခံပြီးတဲ့အခါကျတော့သူတို့ရဲ့ကျမကြီးကစာဆောက်ရှောက်တရက်သားနှစ်သားတွေကမွေးလာတာအခုက9နှစ်ရောက်လာတယ်ဆိုတော့အဲ့ဒီလိုပဲကိုယ်နဲ့လက်ပွန်းတည်းတည်းနေလာတဲ့အခါကျတော့သူတို့ကလည်းကိုယ့်ကိုမိဖအရင်လိုသဘောထားတယ်သဘောထားတယ်သူကလည်းမသိသေးဘူးလေအဲ့တော့ကိုယ်ကကိုယ်ကသူတို့ရဲ့မိဖအရင်လိုပုံစံဖြစ်နေတော့ဘာပဲပြောပြောသူကလက်ခံတယ်ပုံစံဝင်လို့ပုံစံသွင်းလို့ရတယ်ပေါ့ကလေးတွေကအဲ့လိုမျိုးနေနေပဲသွားချက်ဟုတ် ိမိနာသိဝရေ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 နာအဖိနာအဖဘာသောချ ီနေ့ကတော့စူပေါင်းပုံခရိုင်နေနဲ့ပုံမအိစီမှာလာပြီးတော့ကလေးတွေနဲ့အတူတူလာပြီးတော့လာစားသုံးရင်းနဲ့အဲကထိန်လေးလာပြီးတော့ကျင်းပဖြစ်တာပါရှင်ဟာပုံပုံကမိဘဆိုအဖေလိုလဲဟုတ်တယ်ကိုယ့်ရဲ့ဆရာသမားလိုလဲဟုတ်တယ်ပြတဲ့အတွက်ကြောင့်ဖခင်ပဲဖြစ်ဖြစ်ပုံပုံနဲ့ပဲပုံပုံနဲ့ ပို့ပြီးတော့အနေနီးကတ်တာပေါ့နော်အိမ်လည်းနေတယ်ဖုံဖုံကြောင်းတဲ့အိမ်လည်းလည်းနေတယ်ပြီးတော့ဖုံဖုံအမြဲတမ်းဆောက်ရှောက်နေတယ်ခါကြရင်ကိုကကိုအလုံးရှုပ်နေလို့ဖုံဖုံစီပုံမဆက်ပြေနေတာဖုံဖုံအမြဲတမ်းဖုံးဆက်ပြီးတော့နေကောင်းကျက်မာလာအဲတိုက်ခိုင်နေရှိလို့ရှိရင်လည်းဖုံဖုံအမြဲတမ်းအားပေးတယ်ပြီးလို့ရှိရင်လည်းဘာပွဲဘာပွဲဖြစ်ဖြစ်သူကသူ့သမီးကိုအမြဲတမ်းအမကိုအမြဲခေါ်တယ်ပြီးတော့မဆီမာလည်းဖုံဖုံရဲ့သားသမီးတွေပေါ့ဖုံဖုံဟိုမှာပြောပြောမလဲကျမကြီးအတွယ်ပဲဖြစ်ဖြစ်ဖုံဖုံဆောက်ရှောက်ပေးထားတဲ့ခလေးက၄၅၆ရောက်လောက်ရှိရာဆိုတော့ဖုံဖုံကသူ့သားသမီးလို့သူ့မြေးတွေပုံစံဖြစ်နေတာပါ အဲ့၃ယောက်ကဖုံဖုံသားသမီးတွေပေါ့ဖုံဖုံမြီးတွေပြောရမှာပေါ့နော်အာဒီကံကောင်းလေးဆိုလို့ရှိရင်လည်းဒါမွေးရပါသူဒီလိုမျိုးချိုးတက်နေတဲ့ခါကျတော့ရောက်တာနဲ့ဖုံဖုံစီမှာဖုံဖုံမြစ်တာကိုခံယူရင်းနဲ့ဖုံဖုံစီမှာကျမ်းမိုက်ကောင်ရောင်းနေပေါ့မမတို့ငငယ်တုန်းကထုံးစံအတိုင်းပဲဖုံဖုံကနေပြီးတော့မှအာတခါပြန်ပြီးတော့စောင့်ရှောက်ပြီးဟိညာစာလင်းဆိုပြီးတော့ဖုံဖုံနာမည်ပေးထားတာအာနောက်တယောက်ကကျတော့လည်းအဲ့လိုပဲချင်းထဲမှာထည့်ထားတော့ခေါင်းကတော်တော်ပြော့နေတော့ဖုံဖုံမဲစောင့်ရှောက်ပြီးတော့အဖုံဖုံစီမှာပဲအဲ ပြ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 မလို့ဆိုလို့ရှိရင်ငံညင်လာပေါ့နော်အဲ့လိုမျိုးပေါ့အော်တူခရယနာလင်းဆိုလဲပုံပုံမဲ့နာမည်ပေးထားတာဈေးပြောင်ကတွေ့တဲ့ကလေးလေးဆိုလဲအဲ့တိုင်းပဲပုံပုံကသူကသူ့အမေကစားထဲမှာဟောလေအာသူ့ရဲ့မွေးနေ့မွေးရက်ကလေးထည့်ပြီးရေးထားတော့ဖုံဖုံအဲ့လားလေးဖတ်ပြီးတော့ဖုံဖုံနဲ့ဇာတာတူတယ်အဓိပတိပါလေတဲ့သမီးနဲ့ဖုံဖုံစီခေါ်လာခဲ့ဆိုဖုံဖုံကလည်းမပေးပြီးတော့ဖုံဖုံလုပ်ပြီးထားတော့ပေါ့ လိမ်မာတယ်သူတို့တွေလေသူတို့အဲ့လိုလိမ်မာအောင်လဲငငယ်တွေကလည်းအဲ့ဒါပုံစံသွင်းထားရတာပုံစံနဲ့အဲ့ကြောင့်အမကလေးတွေကိုပင်မခံပြီးဘာလို့လို့ဆိုအွယ်ကလေးကပတ်စံအကုန်ရခံအာဒီအပင်မခံပြီးဘာလို့မွေးတာလဲဆိုကိုသားသမီးလိုပုံစံဖြစ်ချင်လို့အခုရွယ်မ၄၅၆နှစ်ကျမှအမအเจ้าမှာကလေးတွေလက်ခံပြီးတော့မွေးတဲ့အမအဲ့လိုမျိုး လှုပ်ရှင်တာမဟုတ်အစရရမိဘမဲ့အကြောင်းရယ်ဆိုပြီးတော့တီထောင်ရှင်တာမဟုတ်ကိုက big family တီဆောင်ရှင်တာဘာလို့လဲဆိုတော့ကို့မှာမိသားစုနည်းတယ်တူတူသမီးလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့လို့မိသားစုတွေကလေးတွေအများကြီးနဲ့နေချင်တာနေချင်တာဆိုတော့အဲ့လိုမျိုးဝါသနာပါလို့လုံရင်းရနေပြီးတော့မှညားလာလို့ဂေဟာဆိုတာကိုဟိုတက်ရတာပေါ့နော်အာအမှန်တကယ်ဆိုလို့ရှိရင်တော့ဟိုဒါကိုယ့်ရဲ့အိမ်မှာပဲအဲ့လိုမျိုးနေချင်တာဒါပေမဲ့လည်းအဲမရဘူးလေဆိုတဲ့အခါကျတော့အကောင်လုံးကဒါဂေဟာဆိုပြီးတော့ပြောင်းသွားတာပေါ့မှန်တယ်ကတော့ big family ပုံစံနဲ့နေချင်တာပါ ဲ့တော့ကလေးတွေအကုန်လုံးငငယ်တွေကနှုတ်မဟုတ်ဒိုင်ပါအဲ့လိုမျိုးတွေအကုန်ကြခံပြီးတဲ့အခါကျတော့သူတို့ရဲ့ကျမကြီးကစာဆောက်ရှောက်တည့်ရသားနှစ်သားတွေကမွေးလာတာအခုက9နှစ်ရောက်လာတယ်ဆိုတော့အဲ့ဒီလိုပဲကိုယ်နဲ့လက်ပွန်းတည်းနေလာတဲ့အခါကျတော့သူတို့ကလည်းကိုယ့်ကိုမိဘအရင်လိုသဘောထားတယ်သဘောထားတယ်သူကလည်းမသိသေးဘူးလေအဲ့တော့ကိုယ်ကကိုယ်ကသူတို့ရဲ့မိဘအရင်လိုပုံစံဖြစ်နေတော့ဘာပဲပြောပြောသူကလက်ခံတယ်ပုံစံဝင်လို့ပုံစံသွင်းလို့ရတယ်ဗောကလေးတွေအဲ့လိုမျိုးနေနေပဲတွားချက်ဟုတ် အဲအဲ့ဒါတို့ကိုကျေးဇူးတင်ရမှာဟုတ်လဲဆိုတို့ကလည်းလက်ခံနိုင်လို့လေအဲ့ဒါငငယ်လေးတွေကတို့အလိုလိုက်တယ်ဟိုတခါမှမရိုက်ဘူးအဲစူလိုက်တယ်ဆိုလို့ရှိရင်တော့မျက်နှာဘေးနဲ့ပဲစူတယ်အဲ့လိုမျိုးမရိုက်ဘူးအဲ့ပြီးတဲ့အခါကျတော့တို့ အာဒီဒါဗုဒ္ဓဘာသာအယူရဆိုရင်အားတဲ့အချိန်မှာဓမ္မစကူတင်တဲ့တက်တာတို့ရင်ကျေးလေးမှာတင်တဲ့တက်တာအဲ့ဒါတွေကအများကြီးအကူအညီထောက်ခံပေးတယ်လို့ထင်တာပေါ့နော်ဒီနေ့ကတော့ဒါဟိုကထိန်မစူပေါင်းပုံခရင်နေနဲ့ကုသပါဝင်ရင်းရနေပြီးတော့ဖမိုးကသူ့မြေးတွေပါခေါ်လာခဲ့ဆိုတော့ခလေးတွေအကုန်လုံးကလေးအကောင်လို့ဆိုအကြီးအကြီးတွေပေါ့နော်ပြီးတော့အငယ်တွေကတော့ဖုံဖုံရဲ့သားသမီးတွေတောင်းရောက်ကိုအငယ်လေးဖုံဖုံတွေ့ကျင်တဲ့ကလေးလေးတွေခေါ်လာပေးဖြစ်တာပေါ့နော်ဟုတ်ဖုံဖုံဟေးသားမျိုးယောက်ျားထင်ယောက်ျားလေးထင်နေတာဟိုဟိုဘယ်လိုပြောမလဲ ူစီလာတော့လဲဒါမှမဟုတ်ယောက်ျားလေးမိန်းကလေးလုံအောင်ဝတ်လို့မလိုက်တာအမေចောင်းတက်တော့လဲသူစကတ်လို့ဝတ်ရပါတယ်သူကသူဘဲလို့လဲသူပြောပါတယ်ဘဲလို့ပြောတယ်ခါကျလဲယောက်ျားလေးမှုဝင်ဝင်သွားပြန်ရောခါကျလဲဂဲမှုဝင်ဝင်သွားပြန်အောင်အဲ့လိုမျိုးဘလို့ဘလို့လဲမသိဘူး ဟုတ်တယ်ငငယ်လေးကအဲ့လိုမျိုးအဲစကတ်တင်ပိုင်ဝတ်ပင်းရယ်လဲသူကရှက်တယ်ဒါပေမဲ့ကျောင်းဝုဆောင်ကြတော့မွေးလို့မရအောင်လေအဲကျောင်းဝုဆောင်ကြတော့စကတ်တော့ဝတ်ရတာပေါ့အဲ့လိုမျိုးဝတ်ရယ်ပြီးရခါကျရင်ကျောင်းမှာကျတော့အဆရာမတွေကတင်ပေးတယ်လေဘာသူကမိန်းကလေးဘာလဲညာအဲ့လိုတင်ပေးတယ်ဆိုတဲ့ခါကျသူဒါတော့လက်ခံတယ်အလက်ခံနေဒါမဲ့အဲ့လိုမျိုးပေါ့သူကသူဘွိုင်းလာခဲ့လဲဆိုရင်တော့ဆိုဘွိုင်းလို့ပြောတယ်အခုဆိုလို့ရှိရင်ဂဲလို့တော့ပြောတယ်ဒါမဲ့မကြိုက်ဘူးဒီပုံစံမဲ့ဝတ်ပေးရအခုဒီလိုပွဲရဝတ်မယ်ဆိုရင်သူ့ ပစိုးကလည်းဝတ်ပေးလို့မရအောင်လေမသိတော့ဘူးစကတ်ဝတ်ပြီးတော့ဆိုရဲသူကသမိန်ဆိုရဲလေသူကအဆင်မပြေဘူးမဝတ်ချင်ဘူးဆိုတော့အဲ့ဒါဘောင်းမီပဲဝတ်ရကြကြတာအဲ့လေသူကသူ့ဗီဇာနဲ့သူလာလုံးဝပုံစံမသွင်းပေးတာဘူးကိုကလေမိန်ကလေးဆိုလို့ရှိရင်မိန်ကလေးဆန်ဆန်အဲ့လိုမျိုးတကယ်ကိုမိမပြပီတတနဲ့မိန်ကလေးမျိုးလေးကိုချစ်ချင်တာအဲ့ကြောင့်ကိုမိန်ကလေးကြည့်ပါလားအကြီးမိန်ကလေးဆိုလုံးဝမိမပြပီတတလေးသူ့လိုမျိုးတရားမှမပါဘူးအဲ့ဒါသူ့ကိုသူပြန်ဇင်မြန်ပေါက်စားတယ် တော့သူပြောတာတော့သူ့သူပြောတာအဲဟိုတနေ့ဇင်မြောင်လည်းကြီးကိုလွယ်ပြီးတော့သူ့သူဇင်မြောင်ပေါ့စား I am ဇင်မြောင်ပေါ့စားရတယ်ဒါပေမဲ့သူ့ကဇင်မြောင်မချစ်ဘူးဟုတ်တယ်သူ့ဇင်မြောင်မချစ်ဘူးအမကပဲချစ်တာအဲဆိုတော့လေဘုန်းကြီးနားမှာတရားထိုင်နေတော့ဟွာပြောတော့လေလက်ကလေးပေးပြီးတော့လက်လက်ကိုလိုကင်ထားတယ်အဲတော်ညူးဦးလို့ကျင်တော့တယ်